ူနားလည်မှုကုနားလည်မှုစောင့်ကြည့်ရင်လည်းအခုလိုမျိုး9နှစ်10နှစ်လောက်ဖြစ်လာခဲ့တာပေါ့ကျွန်တော်နားလည်ပေးပါဆိုတာကြီးကဒါနည်းနည်းအတတ်ကြီးတယ်ပေါ့နိကျွန်တော်လှုပ်ဆောင်နေတဲ့ဟာကိုပဲအဲ့လိုပဲဒီလိုပဲနားလည်မှုကတော့ထွေထူးယူစီရတော့မလိုပါဘူးတို့တမီးစားဆိုတာမျိုးကတော့စကားများတာတို့ရန်ဖြစ်တာတို့ဒလာမတောင်းတာတော့ဖြစ်တာလူတိုင်းဖြစ်တာပဲတို့ရှင်းလို့ရတဲ့ဟာမရှင်းလို့ရတဲ့ဟာဒါတွေကအများကြီးရှိတာပေါ့ကျွန်တော်တို့ကတော့အဲ့လိုမျိုးတိတ်ပြီးတော့မရှိဘူးလေအဲဒါကြောင့်တခါကြရင်လည်း ိုအတ္တကြီးရာကိုသူကနားလည်ပေးတယ်လို့ပြောမှာပေါ့ကျွန်တော်ကအမှုပညာပဲအချိန်ပြည့်အမှုပညာပဲပို့အောင်မြင်အောင်ဘာလို့အောင်မလဲပဲကျွန်တော်ကတွေးနေတာပေါ့အဲတွေးပြီးရင်လည်းကျွန်တော်တို့အလုပ်လုပ်မှရမှာဆိုတော့ဆိုတော့အလုပ်ကနံပါတ်1ဦးစားပေးထဲမှာပါနေရအကွာဆိုတော့အဲ့ဒါကိုဟိုနားလည်ပေးဖို့ပဲတောင်းဆိုတာကျန်တာဘာမှမလုပ်ကျွန်တော်နှစ်ယောက်ကတော့ဟိုနှစ်ကြာလာပြီဆိုတော့ပွင့်လင်းလာပြီပွင့်လင်းလာကြပြီပေါ့ကိုဖြစ်ချင်တာသူဖြစ်ချင်တာအဲ့လိုပဲ ပြောကြဆိုကြရင်လည်းခက်တန်းလာခဲ့ရဆိုတော့ဟိုပြောစီပြောစီရကောင်းပါတယ်